ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒီနီးလေးတိထားလို့အကျိုးမရုပ်စေမဲ့လူတိုင်းတိထားတဲ့စန်းနမိတ်ကောက်တဲ့နီးလေးတစ်ခုအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဒီနမိတ်ဒီစန်းနမိတ်ကောက်တဲ့နီးလေးဒါတိထားမယ်ဆိုရင်အဲ့တော့မိမိတို့ရဲ့အိမ်ပတ်ဝန်းကျင်မှာကြားရတဲ့ဖြစ်နေတဲ့အဖြစ်ပြက်တွေပေါ်မူတည်ပြီးတော့ဒီအဖြစ်ပြက်ဟာငါအိမ်ပေါ်မှာမိမိအိမ်ပေါ်မှာကောင်းတဲ့ကိစ္စဖြစ်မှာလားမကောင်းတဲ့ကိစ္စဖြစ်မှာလားလက်ပွင့်မှာလားလက်ပိတ်မှာလားအဲ့တော့ ကောင်းတဲ့နမိတ်ဆိုလို့ရှိရင်အဲ့ချိန်မှာစီးပွားရေးတွေကိုအချိန်ဟုန်မြင့်လာတယ်စီးပွားရေးကိုအင်းနဲ့အားနဲ့လုပ်တာတွေလုပ်မှာပေါ့တကယ်လို့ဒီပဝန်းကျင်မှာကြုံနေရတဲ့ဒီနမိတ်ဟာငါ့အတွက်မကောင်းတဲ့နမိတ်ပါလားဆိုရင်လည်းအဲ့မကောင်းတဲ့နမိတ်ကိုကြေပြတ်သွားအောင်လို့ကျွန်တော်တို့အစီအရေရာခြေပစ်လိုက်ပါပေါ့နော်အဲ့တော့တီးဖို့ကလည်းလွဲပါတယ်လွယ်လွယ်လေးပါအဲ့ဒါတီးဖို့အတွက်ကကျွန်တော်တို့သင်ချာလေးနည်းနည်းနားလည်ရင်ကိုရပါပြီကျွန်တော်တို့သင်ချာမှာအပေါင်းနဲ့အပေါင်းနဲ့ပေါင်းရင်အပေါင်းရတယ်အနှုတ်နဲ့အနှုတ်နဲ့ပေါင်းရင်လည်း အပေါင်းရတယ်အပေါင်းနဲ့အနှုတ်နဲ့ပေါင်းရင် အနှုတ်ရပြီးတော့အနှုတ်နဲ့ပေါင်းနဲ့ပေါင်းရင်လည်းကျွန်တော်တို့အနှုတ်ပဲရပါတယ်အဲ့တော့တူရာနှစ်ခုပေါင်းရင်တူရာနှစ်ခုကိုပေါင်းရင်အပေါင်းရတာပေါ့နော်မတူတာနှစ်ခုပေါင်းရင်အနှုတ်ရတာပေါ့အဲ့ဒီသဘောလေးပါပဲအဲ့တော့မိမိတို့ရဲ့အိမ်ရဲ့ခေါင်းရင်နော်ခေါင်းရင်အိမ်တို့မျက်နှာချင်းဆိုင်အိမ်တို့အဲ့ဒီခေါင်းရင်အိမ်မျက်နှာချင်းဆိုင်အိမ်ကတော့ဒါမိမိတို့ရဲ့မင်္ဂလာရှိတဲ့နေရာမှာရှိနေတဲ့အိမ်လို့ခေါ်ပါလေအဲ့ဒါကိုအိဋ္ဌအယက်လို့ခေါ်တာပေါ့ကျွန်တော်တို့ဟိုပေါ့ ဟိုဟာဖြစ်ဆိုရင်တော့ကျွန်တော်တို့အပေါင်းလက္ခဏာပဲကျွန်တော်တို့ထားပါတော့နော်အပေါင်းလက္ခဏာပေါ့အဲ့ဒါကောင်းတဲ့အရက်တွေပေါ့မိမိတို့ရဲ့အိမ်ရဲ့နောက်ဖေးအရက်တို့ချင်းအရက်တို့ကကြတော့ကျွန်တော်တို့အနှိဋ္ဌာရက်လို့ခေါ်တာပေါ့မကောင်းတဲ့အရက်တွေသားလို့ခေါ်တာပေါ့ဒါကြောင့်မလို့သူ့ကိုကျွန်တော်တို့အနှုတ်လက္ခဏာလို့ထားလိုက်ပေါ့နော်အဲ့တော့မိမိအိမ်ရဲ့ခေါင်းရင်းအရက်ဟာမင်္ဂလာရှိတဲ့အရက်အဲ့ဒီခေါင်းရင်းအရက်အိမ်ငနချင်းဆိုင်အိမ်ပေါ့အဲ့ဒီအိမ်ကြီးမှာအလူကိစ္စပေါ်တာမင်္ဂလာဆောင်နေပေါ်တာ ပြီးရင်ရီမောတန်နေကြရတာဖျားရှိကိုတန်နေကြရတာအစရှိသည့်ဖြစ်ကောင်းတဲ့အတန်တွေကောင်းတဲ့အချင်းရာတွေလာဖြစ်တယ်ဆိုရင်မိမိရဲ့အိဋ္ဌအယက်ဖြစ်တဲ့ကောင်းသောအယက်မှာကောင်းသောကိစ္စတွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အိဋ္ဌနဲ့အိဋ္ဌနဲ့ပေါင်းပြီးတော့အကောင်းနဲ့အကောင်းနဲ့ပေါင်းပြီးတော့ကျွန်တော်တို့မှာအကောင်းဆိုတဲ့ဖြေလာရပါတယ်အဲ့ဒီအချိန်မှာကိုယ့်အိမ်မှာစီးပွားလာတတ်တာတို့အဲ့ဒီနှစ်မှာအဲ့ဒီလမှာကိုယ့်အိမ်မှာစီးပွားတတ်တာတို့လုပ်ငန်းဆောင်တာတွေအဆင်ပြေတာတို့ထူးခြားခြားမိတ်ဆွေတို့ကြုံရပါလိမ့်မယ်နောက်တစ်ခုကကျတော့ မိမိတို့ရဲ့ချီးရင်အရက်နောက်ဖေးအရက်အဲ့ဒီအရက်တွေဟာမိမိတို့အနေနဲ့ပြောရင်တော့ဟိုပေါ့မကောင်းတဲ့အရက်အနှိမ့်ထအရက်လို့ခေါ်မှာပေါ့အဲ့တော့အနှုတ်လို့လက္ခဏာထားမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးချီးရင်အရက်ချီးရင်အိမ်နောက်ဖေးအိမ်မှာနော်စေတန်းစူတန်းရံဖြစ်တန်းငူယူတန်းအစရှိတဲ့ဖြစ်မကောင်းတဲ့အတန်ပလန်တွေကြားရမယ်ဆိုရင်မကောင်းသောအရက်မှာ မကောင်းသောအတန်ကိုကြားရတာဖြစ်တဲ့ကြောင့်မလို့အနှိမ့်ထနဲ့အနှိမ့်ထနဲ့ပေါင်းတဲ့အခါမှာအိဋ္ဌဆိုတဲ့အဖြေကိုလာရပါတယ် တော့အဲ့လိုမျိုးတွေဖြစ်ရင်လည်းကိုယ့်အိမ်မှာလာပြီးတော့ကောင်းတာပေါ့စီးပွားတက်တာတွေပဲဖြစ်တာပေါ့လုပ်ငန်းတွေအဆင်ပြေတာပေါ့လက်လာပါတွေပွင့်လန်းတာပေါ့နော်အဲ့ဒါကူမှစန့်ကျင်ဘက်ဖြစ်ပြီးတော့မိမိတို့ရဲ့အိမ်ရဲ့ခေါင်းရင်းရဲ့အိမ်မှာနော်ခေါင်းရင်းအိမ်ညနေချင်းဆိုင်အိမ်ကအလူမင်္ဂလာဖျားရှိကိုတန်တွေကြားရမယ်အစားမြင်ရမယ်အစားကျွန်တော်စဲတန်စိုးတန်ငိုယိုတန်တွေရံဖြစ်တန်တွေကြားနေရမယ်ဆိုရင်မကောင်းတဲ့အရာမှာကောင်းတဲ့အရာပေါ့နော်အိဋ္ဌအရာမှာမကောင်းတာလာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါင်းနဲ့ အနှုတ်နဲ့ပေါင်းတဲ့အခါမှာအနှုတ်ဆိုတဲ့မကောင်းတဲ့ရလတ်ဟာကိုယ့်အိမ်မှာလာပြီးဖြစ်ပါတယ်အဲ့ဒီအတော်တွေမှာကိုယ့်အိမ်မှာလက်ပိတ်တာမျိုးလုပ်ငန်းတွေလွဲချော်တာမျိုးအဆင်မပြေတာမျိုးလာပြီးဖြစ်တတ်တာပေါ့ဟုတ်ပြီအဲ့လိုဖြစ်ရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့အဲ့ဒီမကောင်းတဲ့နမိတ်ကိုပြက်ပြဲသွားအောင်လုပ်ရမှာတော့အဲ့လိုမျိုးခေါင်းရင်းဘက်အိမ်တွေမြန်မာချင်းတိုင်းအိမ်တွေမှာရန်ဖြစ်တဲ့ဆဲတန်းစိုးတန်းငူယူတန်းတွေကြားရပြီဆိုရင်ကိုယ့်ရဲ့အိမ်ရဲ့မိဖို့ခန်းနောက်ဖေးခန်းကိုဝင်မှာဒံအိုးဒံွက်တွေကိုအတန်ထွက်အောင်လုပ်လိုက်ပါ အုံကွအုံတိုင်းဂုံကွမ်းပေါ့နော်ဟိုခဏပေါ့နော်ဟိုတစ်ချက်တစ်ချက်လောက်လုပ်လိုက်ရပါပြီပြီးရင်ကျွန်တော်တို့အိမ်သားစကားတွေပါတွေကိုဒုံးနဲ့စောင့်ပိတ်လိုက်တာမျိုးလို့ပြန်ပြီးလုပ်လိုက်ပါအဲ့ဒါဆိုရင်အဲ့ဒီအဆိုးကကိုယ့်အိမ်အတွက်ဘာမှလာမဖြစ်တော့ဘဲနဲ့အဲ့ဒီအဆိုးတွေအားလုံးကျေသွားပါတယ်နော်နောက်တစ်ခါမိမိရဲ့အိမ်ရဲ့ခြေရင်းဘက်အိမ်နောက်ဖေးအိမ်တွေမှာနော်မကောင်းတဲ့နေရာတွေမှာအလှူတို့မင်္ဂလာတို့လာပေါ်ပြီးရီမောဇန်တွေကြားနေရပြီဆိုရင်တော့အဲ့ဒါ မကောင်းသောအရက်မှာကောင်းသောအချင်းရာ ကောင်းသောအတန်အနေဖြစ်တာဖြစ်တဲ့တကြောင်မလို့နော်အနှိဋ္ဌာနဲ့အဋ္ဌာနဲ့ပေါင်းတဲ့အခါမှာမကောင်းတာနဲ့ကောင်းတာနဲ့ပေါင်းတဲ့အခါမှာမကောင်းတာဆိုအဖြေရတဲ့တကြောင်မလို့ကိုယ့်အိမ်မှာမကောင်းတာတွေလာပြီးဖြစ်တတ်တယ်ပေါ့လက်ပိတာတွေလုပ်ငန်းတွေလွှဲချော်တာတွေအဆင်မပြေတာတွေဖြစ်တတ်တာပေါ့အဲ့လိုမျိုးဖြစ်ပြီးဆိုရင်ကျွန်တော်တို့ကိုယ့်အိမ်မှာရေရေပြန်လုပ်ရပါမယ်။ဘာလုပ်ရမလဲဆိုရင်ကိုယ့်အိမ်ရဲ့ဖျားကန်းကိုဝင်း ဘုရားတောက်တော်ကြီးကတ်လိုက်တာမျိုးတို့အမွေတိုင်းထွန်းလိုက်တာမျိုးတို့စီမီပူစောလိုက်တာမျိုးတို့ပရိတ်ဖွင့်လိုက်တာမျိုးတို့ဒါလေးတွေပြန်ပြီးတော့လုတ်ပေးရပါတယ်အဲ့ဒါကူမှမဟုတ်ဘူးခေါင်းရင်းအိမ်ရလဲအမြဲတမ်းရံဖြစ်နေတယ်ချီးအိမ်ရလဲအမြဲတမ်းဘုရားရှိခိုးနေတယ်ဆိုရင်တော့နော်ကျွန်တော်တို့တစ်ခါတစ်လေမှဖြစ်တာမဟုတ်ဘဲနဲ့အမြဲတမ်းနေတဲ့သူကအဲ့လိုတွေဖြစ်နေရဆိုရင်တော့ဆန့်ကျင်ဘက်တွေဖြစ်နေတယ်ဆိုရင်တော့အကောင်းဆုံးကတော့အိမ်မှာမင်္ဂလာတုပ်ကိုတနေ့ကိုကိုးကောက်ကျွန်တော်တို့အတန်လေးထွက်ပြီးတော့ဖွင့်ထားပြီးပါ ဒါဆိုရင်တော့အဲ့ဒီဟာတွေကိုကျော်လွှားနိုင်ပါတယ်အဲ့ဒီမကောင်းတဲ့အချင်းညာတွေကိုယ့်ဥမာလာပြီးတော့မဖြစ်ပါဘူးအဲ့တော့ဒီနည်းလေးကိုမိတ်ဆွေတို့ကိုကျွန်တော်ကနေပြီးတော့ဝေမျှလိုက်ပါတယ်ပြောမယ်ဆိုရင်တော့အကျယ်ကြီးပြောလို့ရပါတယ်အကျယ်ချဲ့ရင်တော့အများကြီးပါပဲအဲ့တော့ဒီလောက်လေးဆိုရင်ကိုမိတ်ဆွေတို့တွေကိုပါသားကိုခွဲချမ်းစိတ်ဖြာပြီးတော့စဉ်းစားသုံးသပ်နိုင်ပါပြီနော်အဲ့တော့ကျွန်တော်ဒီနည်းကိုဒီဟာလေးကိုကျွန်တော်ဝေမျှပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့ထိုက်အောင်ရှင်ဖြစ်ပါတယ်အဘဆရာကြီးမင်းသိန်းခါရဲ့တန်တေတပည့်ရင်းတယောက်လည်း 皮薄的怎么样？